အေယာယီတိုင်းဒေသကြီးပသိမ်မြို့မြို့တော်ခမောင်းမှာ2024-2025ဘဏ္ဍာနှင့်အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရင်းနဲ့ကြီးတဲ့နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲခန္ဓာကိုနိုဝင်ဘာလ12ရက်ညနေပိုင်းကပြုလုပ်ခဲ့ရာအခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကတိုင်းဒေသကြီးဟာကြီးလက်နေလူရည်များတဲ့တိုင်းဒေသကြီးဖြစ်ပါကြောင်း ဂျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းကိုတိုင်းဒေသကြီးအနေနဲ့အောင်အောင်မြင်မြင်အကောင့်ထက်ဖို့ဆောင်ရွက်နိုင်တယ်လို့ပေးရတဲ့ပစ္စည်းများကို ရရှိကြတဲ့တင်နန်းသားတင်နန်းသူများအနေနဲ့အကျိုးရှိရှိအသုံးချကြရန်လိုအပ်ပါကြောင်းပြောကြားပါတယ်ဆလပေအရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှုကစီမံကိန်းတင်နှံဖွင့်လှစ်ခဲ့တဲ့လုပ်ငန်းများအကြောင်းကိုရှင်းလင်းတင်ပြပါရစေ။ အိမ်နောက်2025-2026ဘဏ္ဍာရီနှစ်တွင်အရာယူတိုင်းဒေသကြီးပသိမ်ခရိုင်ဖြာပုံခရိုင်မအူပင်ခရိုင်မြောင်းများခရိုင်နှင့်ဟင်္သာရခရိုင်တို့မှဆောင်ရွက်ခဲ့တဲ့အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရင်နဲ့ ဂျေလန်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှာအခြေခံတဲ့မွမ်းမံတင်တဲ့တက်ရောက်ခဲ့ပြီးထူးကျွန်၍လုပ်ငန်းထူထောင်မဲ့သူများအားဒေတာဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကိုတိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းဒေသကြီးတရားသူကြီးချုပ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနဲ့အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဒုတိယညွှန်ကြားမှုချုပ်နေပညာတို့ကလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပြီး လူသုံးကုန်လုပ်ငန်းထူထောင်မဲ့သူများအတွက်ပေးအပ်မဲ့ပစ္စည်းများနဲ့တလုံးတို့ဒီဇယ်အင်ဂျင်လုပ်ငန်းထူထောင်မဲ့သူများအတွက်ပေးအပ်မဲ့ပစ္စည်းများကိုလက်လက်ကြည့်ရှုခဲ့ကြပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်ဟာညပိုင်းမှာတိုင်းဒေသကြီးဆိုရဖွယုံစီဝေးခမ်းမတက်မှာပြုလုပ်တဲ့2025-2026ပညာသင်နှစ်မှာဖွင့်လှစ်တင်ကြမဲ့ပြည်အောင်စုတိုင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ဇကိုင်းရဲ့ပညာရေးဘွဲ၅နှစ်တင်လန်းအမတ်စဉ်73နဲ့ပြည်အောင်စုတိုင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ရန်ကုန်ဇကိုင်းတို့ရဲ့ ဝိဆာသိပ်ပန် AGDI ဒီပလိုမာပထမနှစ်သင်တန်းများသို့တက်ရောက်မဲ့ကျောင်းသားကျောင်းသူများကဒန်နီတာဂျီဝန်ကြီးချုပ်ထံမှဩဝါဒခံပွဲခမ်းနားသို့တက်ရောက်ပြီးဒန်နီတာဂျီဝန်ကြီးချုပ်ကအမစကားပြောကြားကာကျောင်းသားကျောင်းသူများအားပညာသင်ချင်းမြင့်ခွင့်များကိုပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။